Gracias.

ကဲအားလုံးဒီနေ့တော့ဒီနေ့တော့ပေါ့အောင်လို့ကျွန်တော်ကောင်းဆုံးကြိုးစားထားတယ်ဗျာနော်မိနစ်ကကျွန်တော်ပြောရတဲ့ခဏလေးကြီးခဏလေးကိုကြည့်အောင်ထုတ်ပါလေ3ခု5နော်3လခု3လခုကတပတ်လုံးအတွက်ထိမယ်ခဏလေးလေချာလေးမှတ်တာအဲ့ကောင်ကြီးညီပေါက်တယ်နော် ။မင်းရဲ့ကျုပ်တို့ကလုံးမရရငါ့ခုပြော။ငါ့စား၃ကထွက်လာ။ဟုတ်။အဲစစ်တူတဆယ်လို1 2တို့။ပုံရလဲဆို3 3လို့နော်။ဒါချစ်ချော်ကိုလို့ No, okay. no, okay. 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 မင်္ဂလာပါအလုံးမင်္ဂလာပါအဲ့တော့ဒီနေ့ကျတော့ကျွန်တော်တို့မနေ့ကလမ်းကြောင်းတိုင်းတဲ့ဒီနေ့ကျွန်တော်တို့ရောက်ရှာအောင်နော်ဒီနေ့မှလည်းကျွန်တော်တို့ကနန်းကဘလို့ခေါ်လဲကနန်းစင်းလို့ပြောနော်အတစ်တည်းညီအောင်ပါကနန်းစစ်တည်းညီအောင်ပါနော်အလေးကထွက်သွားတဲ့ကျွန်တော်တို့ပါလေ မနေ့ပိုင်းမှာကျွန်တော်တို့48လို့ထွက်ပြီးတော့ညနေပိုင်းမှာ32လို့ထွက်တယ်အဲ့တော့ဒီကနေ့လေးလုံးလေးကလည်းကျွန်တော်တို့ဒီနေ့ပွဲမှာညိမှာနော်အတိတ်တဲကလည်းညိမှာနော်အဲ့တော့ကနေ့ကဒီနေ့၅လုံး6လုံးတော့ကြောက်ရှိတယ်၅လုံး6လုံးတော့ကြံ့နေတယ်နေရစာဦး ထပ်ပြီးတော့ကဏ္ဍကိုပြောတာနော်ထပ်ပြီးတော့ကဏ္ဍနဲ့၅လုံး၆လုံးအထိထွက်နိုင်တယ်နော်အဲ့တော့ကျန်ရင်သူကဒီနေ့ဆိုရင်ကြာဆိုရင်တော့ကဏ္ဍတိကြီးပဲတော့ကျွန်တော်တို့မနှက်စာရေးကိုမကြနိုင်ဘူးထင်တာပဲနော်ဒါပေမဲ့ကဏ္ဍတိကလည်းထိုးရမှာပဲနော်အဲ့တော့ဒီမှာမဖြစ်မနေထိုးရမယ်ကဏ္ဍကြီးဖြစ်တယ်တော့ထိုးဖို့ထိုးရမှာ အဲ့တော့ကျွန်တော်တို့ပေါက်မယ်လို့ယူဆလာအဲ့တော့ကျွန်တော်တို့ဝန်ကြီးကြီးတစ်ချက်တော့ဆွေးနွေးကြည့်အောင်နော်ဝန်ကြီးကကျွန်တော်တို့မနေ့ကပွဲက80လို့ရှိတယ်80လို့ရှိတယ်နော်မနေ့ကပွဲဝန်ကြီးက80ရှိတယ်30ရှိရှိအော်ဒါမနက်စာကိုထည့်နိုင်တယ်ဝန်ကြီးမို့လားနော် အဲ့တော့ရှိလို့ရှိရင်သူကညပြမနေ့ပြန်ကြည့်သွားတဲ့အတွက်မနေ့ကတော့တော့၈ကညပြမနေ့ပြန်ကြည့်ရဲအဲ့တော့၈၀ဆိုတဲ့ခဏကမနေ့စာကြည့်ဒီနေ့ဘွဲကျတော့ဝန်ကြီးကနည်းနည်းလေးဟာနော်ဟာတယ်ဆိုတော့ကဝန်ကြီးကြီးမတူခုန်ကိုလို့ရှိတယ်ငါရှိလို့ရှိတယ်၂၈လို့ရှိတယ်ခုန်ကို၅၈နော်ဒါက ချင်းမဲ့ကနန်းနော်တဏီကုံသာအတွက်ချင်းမဲ့ကနန်းနေအဲ့တော့ကျွန်တော်တို့မနေ့က38နေရာမှာ20ခုရရှိနော်အဲ့တော့ဒီနေ့မနေ့ကလို့အလုပ်လုပ်မယ်ဆိုရင်တော့ဒီနေ့ပွဲမှာနှစ်ခုကဒီမနေ့ကနေစပြီးအလုပ်လုပ်နိုင်မယ်ကနန်းဖြစ်တယ်နှစ်ခုဝင်နေနော်နှစ်ခုရင်ကျွန်တော်တို့58ခု9ရင်အဲ့လိုရှိရင်ဝင်ရနော် အဲ့တော့ခင်ဗျားတို့အဲ့ထဲကဘယ်ဝန်းကျင်လို့လစ်တယ်လဲလက်ခုံချိန်တလားခုံကိုလို့ချိန်တာ58လို့ချိန်တာ58ကလည်းတလုံးပြကြပေါ့ထုတ်ပြရမယ်နော်ခင်ဗျားတို့ဒီအောင်ပြုတ်ပြတာ58မထိရင်လည်းမပေါက်ပြရအောင်အဲ့ဘလို့ယူမလဲကျွန်တော်တို့လုံးပိုင်းနဲ့ကီးနဲ့ကျွန်တော်ပြည့်ထပ်ပြောမယ်နော်မနေ့ကလုံးပိုင်းက၄ကီးက ငါသုံးတစ်ကိုကျွန်တော်တို့ကီးလဲပြီးမယ်လုံးမိုင်လည်းညိမယ်နော်အဲ့လိုမျိုးလို့ပေါ့ဗျာဟုတ်လားကဲအဲ့တော့ခင်ဗျားတို့ကျွန်တော်မေးချင်တာဘယ်ဝန်းကြီးလို့တုံးမလဲမနေ့က38နေရမှာ29ကိုရှိတယ်29တုံးမလားဒါမှမဟုတ်ကျွန်တော်တို့ခွန်ကိုလို့တုံးမလား96လို့တုံးမလား ဖြည့်ကြည့်ပါဦးမနေ့ညတော့ဝေးရတယ်ဟုတ်ကဲ့အဲကျွန်တော်တို့ကခမတို့အမှုမဲ့နတ်မဲ့နေတို့ပကနန်းနေတိရစ္ဆာန်အင်္ဂါဘုဒ္ဓဘုဒ္ဓမချောကျွန်တော်ပြီးခဲ့တဲ့ပကနန်းနေပါခင်ဗျာเนาะထွက်ပါလေ เนาะအဲ့တော့ဒီဘက်မှာလည်းထွက်အောင်ပါအဲ့တော့ဒီနေ့ပွဲမှာကျွန်တော်တခုမှတ်နေတာတော့ဒီနေ့အင်္ဂါနေ့ကိုနှစ်တလုံးတော့ရှိတယ်เนาะနှစ်တလုံးတော့ရှိတယ်အဲ့အတွက်နှစ်ကိုတော့ဝေယူဆက်ဖို့လိုတယ်နော်နှစ်တလုံးတော့ရှိတယ်လက်ကိုပြူးဆက်ပါနှစ်လုံးထွက်လာခဲ့ရင်ကျွန်တော်တို့ဘာတွေဖြစ်မလဲ ဘာချော့တပုတ်ကောင်းလို့ကြီးကိုစိုက်တာတဲ့ငါချော့ငါချော့ဆိုဗရန်တတိဖြစ်ပါနော်ဟုတ်တယ်နော်ကျွန်တော်ရှင်းပြမယ်ပြချာလေးပြန်ပြီးတော့လာတာမနေ့ကကျွန်တော်တို့38ကိုကင်မလာ839ကိုလာတော့သူက839 839လက်ခုရှိတော့ ကျွန်တော်တို့ရှစ်တုံညလို့တမျိုးလေးကျွန်တော်ပြောတာနော်ရှစ်တုံညရှစ်တုံညဝန်းချင်းရှိတယ်38လို့ရှိတယ်အဲ့တော့ကျွန်တော်တို့ရှစ်တုံညကအကုန်လုံးက၈တည်းကြီးပဲအဲ့တော့ကိုကျွန်တော်တို့မနက်စာမှာ၈လို့ထွက်ပြီးတော့ထိရမယ်ကိကဘာလဲ93နော်93ကကျွန်တော်တို့ကိအပြီးပုံပဲနော်လူလာလာလို့ဆုံးတော့ဟေးဆုံးဆုံး ဒီနေ့လေးကျွန်တော်တို့လုံးမှန်ကိုတလုံးနဲ့ကစားနေတာနော်တလုံးနဲ့ခဏလေးချက်လာမှချက်လာတော့ တခုတော့ကျွန်တော်ကြိုးပြမယ်ဒီနေ့ဆေးပြီဆေးပြိထွက်လိမ့်မယ်တော့ခဏလို့ပြီးဆက်ပါဆေးပြီဆေးပြိတပွဲစင်ပါဆေးပြီဆိုတော့၃ညနဲ့ပြီပြိတ္တဆေးကတော့ခင်ဗျားတို့ခလေးတော်မွေးတို့သိပါတယ်နော် ai còn bị giận ai còn chậm tí giờ đi tí giờ bao chậm rồi Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn နှစ်ပဲရှိရတယ်မိကတော့လည်းအရင်လောက်ကချိတ်တယ်နှစ်ကိုချိတ်တာဟုတ်တယ်ခုနကကျွန်တော်ပြောပြီးဒီနေ့နှစ်တလုံးကရှိတယ်နှစ်တလုံးရှိတဲ့အတွက်နှစ်ကိုတော့ဒီဆက်ဖို့လိုတယ်နော်အဲ့တော့နှစ်နဲ့ပတ်သက်ပြီးတော့ဘာတွေနဲ့ကပ်မလဲနှစ်ကို20ခုဆိုရဝင်ကြီးနဲ့ရှိတယ်နော်အဲ့တော့ကျွန်တော်ပြန်နေပြောရင်တော့အကယ်လို့နှစ်လို့ထုတ်လို့ရှိရင်ကျွန်တော်ကနှစ်ကိုမတူညီတဲ့ကဏ္ဍနေစိုက်တာเนาะအခုဒီ မနေ့ကကျွန်တော်တို့31လို့ထွက်ထားတဲ့အတွက်နှစ်တလုံးကိုစွန့်ရကြနန်းဆိုတာက20 20ဆိုတဲ့ကနန်းတစ်ပေါက်ရှိမယ်နော်20ဆိုတဲ့ကနန်းတစ်ပေါက်ရှိမယ်နှစ်နဲ့ထွက်နိုင်တဲ့ကနန်းမျိုးကျွန်တော်ပြောပြမယ်20ဒီနေ့ပေါက်ရှိရစီရဟုတ်ကဲ့နော်ခဏလေးစောင့်ကျွန်တော်ပြောမယ်နော် 睡眠。热断成两路了，心里进了。嗯，大米呢？我我晚饭吃点。Mm-hmm. ကဲဟုတ်ပြီရပြီနော်ကဲမမလေးတက်ခဲ့နော်ကျွန်တော်ပြောမယ်ရပြီရပြီဒီနေ့ပောက်ချင်တယ်ဒီနေ့ပောက်ချင်တယ်ဆိုရင်ကျွန်တော်ကျွန်တော်ပြလာလေးကိုတရားလေးကြည့်ပြနော်ကျွန်တော်ပြလာလေးကိုတရားကြည့်ပြီးရင်လုံးမိုင်လေးတွေကိုတရားလေးမှတ်နော်ထွက်နိုင်တယ်လုံးမိုင်အဲ့တော့ခမရတော့ကိုကျွန်တော်ပြောပြပြီးပြ3ရက်4ရက်5ရက်ခုံရက်ကတစ်ပတ်လုံးထွက်မယ်ခဏနေကြံခဲ့မှာမဟုတ်ဘူးနော်အားလုံးစင် ဟုတ်ပြီเนาะ3 4ခုအပီးလဲပေါ့မယ်တပတ်လုံးမှာကြဟုတ်ပြီเนาะအဲ့လေးကိုခဏလို့မှတ်တာအဲ့ကလေးနေညီမပေါ့ပါမညီမပေါ့ဘူးเนาะမညီမပေါ့ဘူးအဲ့တော့ကျွန်တော်တို့ခဏအလွတ်ထွက်မယ်ဆိုလို့ရှိရင်6လို့9လို့3ညလို့ဒီလိုမျိုးခဏနေကအလွတ်သူ့အနေသူဒီကောင်လေးနဲ့တွဲဖို့ရတော်တော်တော့အားနေမယ်ဟုတ်နှစ်တို့เนาะ ကဲဟုတ်ပြီအဲ့တော့ပြမယ်ဗျာနော်သိချလေးကြည့်ဒီကိုကြည့်ကျွန်တော်သိချရှင်းပြမယ်နော်သိချကြည့်နော်ဒီအပေါ်ကဝန်ကျင်အောက်ကကီလုံးမှန်ကဒီကောအဲ့တော့ကျွန်တော်တို့ဒီကီးနဲ့ပြီးမယ်ကီးကအပြီးနော်အပြီးလက်ထွက်မယ်ထီလက်ထီရမယ်38ကိုကျွန်တော်တို့၄တလုံးနဲ့လည်းပြီးမယ် ဘာရှုပ်ပြီးနော်တဲတဲတဲနော်ဒါကမဏိကပွဲနော်အဲ့တော့ထွက်သွားတဲ့ကဏ္ဍဒီကျွန်တော်48နော်37တော့ဒီလိုထွက်တာနော်48 37လို့ထွက်မယ်အဲ့တော့ဒီနေ့ပွဲကဒါကဝန်ချိန်လုံးမိုင်က၄ရှိတယ်လုံးမိုင်၄နော်အဲ့တော့ဒီ5 9 8အပီးတော့မဟုတ်ထိရမယ် နော်ငါးကိုရှိကအပီတမို့ကြည့်ရမယ်အဲ့အတွက်ကျွန်တော်တို့ဒီငါးကိုရှိကြီးကဒီကီးတိုင်းပဲအဲ့တော့ကျွန်တော်တို့တေချာတာတစ်ခုကဒီကိုကိုပဲကျွန်တော်တို့စိုးရင်ရမှာငါးနဲ့ရှိကတလုံးစင်းမှာရှင်းတယ်နော်ငါးနဲ့ရှိကတလုံးစင်းမှာအဲ့တော့ဒီမှာကြည့်ပြောင်းမယ်နော်ဒီကိုကြည့်လုံးမင်္ဂလာ၄၈၃ည၅၃၈၈၈၀ဒါဝန်ချင်းတော့ ဒီမှာဝင်ဆိုရင်ဟုတ်ပြီနော်လုံးမရလေးရှိမယ်အဲ့တော့ကျွန်တော်တို့ဒီ shit တုံးရကိုကျွန်တော်တို့လေးတလုံးနဲ့ပြီးသလိုဒီကောင်ပြီးမယ်နော်ဟုတ်ပြီနော်ဒီ၃ရှစ်ကလည်းညပြန်မနေ့ပြန်ကြည့်မယ်အဲ့တော့ဒီနေ့ပွဲကကျွန်တော်တို့လေးရှိမယ်လုံးမရပါခွန်6လို့ရှိမယ်9 8လို့ရှိမယ်9 8လို့ဝင်ရင်ရှိမယ်29လို့ရှိမယ်ဟုတ်ပြီနော် အဲ့တော့ကျွန်တော်တို့ဒီထက်ကဘာလို့တုံးမလဲဒီ၅ရှစ်ကလည်းတပွဲကြည့်မယ်အဲ့တော့ကျွန်တော်ခမရတို့ကိုတခုမှားကျင်တာလေးတော့ရှိတယ်ဒီကောင်းနဲ့ဒီကောင်းနဲ့တွဲပြီးတော့တပွဲပြီးဖို့ရှိတယ်နော်သူတို့တွဲပြီးတော့တပွဲပြီးဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ၈နဲ့၅၅နဲ့၈တလုံး ဒီနေ့ထွက်မယ်ဆိုရင်အဲ့တဲကကျွန်တော်ကငါးဝင်ယူမှာနော်ငါးဝင်ယူမှာအကယ်လို့ငါးလို့ကြာရင်ဒီမှာငါးကိုလို့ကြာမလား54လို့ဖြစ်မလားငါးနှစ်လို့ထွက်မလားငါးခုံလို့ထွက်မလားနော်အဲ့တော့ငါးနဲ့ကိုငါးလေးငါးကိုငါးနှစ်ငါးခုံဟုတ်ပြီနော်ငါးလို့ကြာရင်ကတားဆိုရင်ကျွန်တော်တို့ကမနက်စာကြီးကိုဒီမှာခုံကိုလို့ရှိမယ် မနှက်စာညိမနှက်စာကိုလည်းသူကညိတာဒီကောင်းလည်းညိမယ်ဆိုရင်ဒါတော့နော်အဲ့တော့ကျွန်တော်ပြောချင်တာကအဖြေကရှင်းတယ်နော်အဖြေကရှင်းတယ်ကျွန်တော်တို့ကဒီကောင်းကမနှက်စာအတွက်ထိမယ်ကနန်းဒါကနေကုန်လုံးကိုညိနိုင်တယ်ကနန်းဒီကောင်းကိုကျွန်တော်တို့လုံးပိုင်းလေးနဲ့ကတ်နော် ောက်မဲ့လေးနဲ့ဗျာဒီကောင်ကိုပြီးပေါက်လဲထိုးနော်ဒီကောင်နဲ့လည်းတွဲပေါ့ဗျာနော်အော်ဒီတိုင်းပဲဒီနေ့ကျွန်တော်20ခုကိုကျွန်တော်တို့လောက်မဲ့လေးနဲ့တွဲမယ်ဒီကောင်ကို2ခုနဲ့တွဲမယ်အပီးကွေလဲထွန်းလိုက်ဟုတ်ပြီနော်အပီးပေါက်လဲထွန်းလိုက်ဆိုတော့2ခုနဲ့တွဲအဲ့တော့ကျွန်တော်တို့ကကဏ္ဍက2တလုံးနဲ့ဆိုရင်29 28 25 24ပေါ့ဗျာเนาะခွန်ဆိုတဲ့ဒီတိုင်းပဲ ခွန်9ခွန်8ခွန်9ခွန်4ဒီလိုလာမယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ၄ကဒီကောင်းနဲ့တွဲမယ်ဆိုရင်တော့ထွက်စီရကဏ္ဍက၄9နဲ့5 9ပုံပြန်နော်၄9နဲ့5 4เนาะ4လို့ကြာဒါပေမဲ့ကျွန်တော်တို့အဲ့ထဲကကိုနှစ်တက်တဲ့ကဏ္ဍကိုယူပါနော်ဒါကနေကုန်စာနော်ကျွန်တော်ပြတာနေကုန်စာဒီကောင်နေကုန်စာလုံးမိုက်၄ဆိုတာ၄ကိုကျွန်တော်ပြန်ပြမယ်နော်ဒီချာလေးကြည့် ဒီမှာနော်ဒါလေးကိုပဲကြည့်မဏိကပွဲကကျွန်တော်တို့49ကို၄လုံးပါ85ဝန်းကြီးနေဘူး85တက်ပြီးရဲ့ကျွန်တော်တို့နေကုန်မှာပြတ်တယ်နော်၈လို့လည်းထွက်မယ်ငါ၁လို့လည်းညီမယ်အဲ့တော့ကျွန်တော်ဒီ၄လို့ညီမယ်ဒီနေ့ပွဲ50နဲ့တော့50ကို၄ကလုံးပါဒီက56နော်56ထိရမယ်နော် ဲ့လိုဒီမှာကီးကြတော့မတူတော့ဘူးကိုနှစ်ချောင်းလေးရှိတယ်အဲ့တော့ဒီကီးကတကယ်လို့ပြီးမှဆိုရင်ကျွန်တော်တို့ဒီထဲကနှစ်ချောင်းဆိုတဲ့ကဏ္ဍတစ်ပေါက်တော့ကျွန်တော်ကြိုက်တယ်ဟောဒီထဲကပြီးခဲ့ရင်ပြောတာနော်အဲ့တော့ဒီလေးကဒီနေ့လာအောင်ပါအဲ့တော့လေးလို့ထွက်ရင်ဘယ်လိုကဏ္ဍမျိုးတွေဖြစ်မလဲကျွန်တော်ဒီမှာအချမ်းကြီးပြမယ်နော်ကျွန်တော်ဒီမှာအချမ်းကြီးပြမယ် လေးဒီနေ့ဆက်ပြီးတော့ကြမယ်ဆိုရင်လေးကိုကျွန်တော်တို့မဖြစ်မနေထိုးရမယ်ခဏခုနက42ဆိုတဲ့ခဏထည့်ရမယ်ပြီးတော့40ဆိုတဲ့ခဏ46ဆိုတဲ့ခဏနော်အဲ့တော့ဒီလေးကကျွန်တော်တို့ဒီခဏတစ်ခွက်ကကျွန်တော်တို့ထည့်ပြရမယ်နော်45ဆိုတဲ့ခဏ6ခွန်ဆိုတဲ့ခဏဒီ9ခွက်ထဲမှာကျွန်တော်တို့လေးလို့ကြာတယ်ဒီ9ခွက်ထဲထွက် ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီထဲကအနှစ်သက်ဆုံးကဏ္ဍကိုယူမယ်ဆိုရင်လေးနဲ့ပတ်သက်လို့အနှစ်သက်ဆုံးကဏ္ဍယူရင်ကျွန်တော်ဒီကောင်ကြိုက်တယ်ဆေးပြီဆေးပရိတ်ကိုကြိုက်တယ်လေးကနော်ဆေးပြီဆေးပရိတ်ကိုပဲကြိုက်တယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ကြိုက်ရင်တော့အရန်သုံးမှာဗျာနော်အရန်သုံးအော်ကိုကြိုက်ရင်တော့ကိုယ့်ကိုတင်ထိုးကြပါနော်အဲ့တော့ ဲ့ကျွန်တော်တို့အင်္ဂါနေ့မှာကျွန်တော်တို့နှစ်တလုံးထွက်ပြီးလို့ရှိတယ်ခင်ဗျားတို့ခုနကကျွန်တော်ပြောရနော်အဲ့နှစ်ကကျွန်တော်တို့ဒီနှစ်လို့အင်္ဂါနေ့ကိုကြာရင်နှစ်မှာထွက်เสียခဏက24နဲ့26ဒီနှစ်ပေါက်ရှိရနော်ဟုတ်ပြီနော်နှစ်တလုံးအင်္ဂါနေ့ကြာမယ်ဆိုရင်ဒီကောင်ထွက်ဖို့ရှိတယ်ဒါမဲ့အဲ့တော့နှစ်ကိုကျွန်တော်တို့ဒီကနေ့တစ်ပေါက်ကြိုက်တယ်20 နော်တင်းနှစ်တော့မကြိုက်ဘူးကြာဘာဖြစ်လို့လဲဆိုတော့တစ်ကဝန်ကြီးနေမှာမရှိဘူးနော်တင်းနဲ့ပတ်သက်ပြီးဝန်ကြီးနေမှာမရှိဘူးအဲ့တော့ကျွန်တော်တို့ဒါကနေကုန်လုံးအတွက်ကိုလီတလုံးလုံးပိုင်ကိုကျွန်တော်တို့နေကုန်လုံးအတွက်ကိုကြားနိုင်တယ်ခဏနော်ဒါခမရလို့ကျွန်တော်ရှင်းပြတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့၅ရှစ်ထိမယ်ဆိုရင်၅နဲ့ပတ်သက်လို့ထိုးရမယ်ခဏကျွန်တော်ဒီမှာရေးမယ် ငါက52ငါခွန်နော်အဲ့တော့ဒီငါနဲ့ထွက်နိုင်တဲ့ကနေဒီမှာ54လို့ပါပြီနော်အဲ့တော့ကျွန်တော်နောက်တက်တစ်ခွက်ပဲထင်မယ်ငါလို့ကြာတာ ਨੇ ဒါပဲနော်ငါထွက်ရင်ဒီကနေမထွက်ပါအဲ့တော့ငါးကိုးဆိုတဲ့ကဏ္ဍကတော့ခမရူကြည့်ရင်ရန်ပေါ့ဗျာနော်ငါးကို ါကငါးထွန်းနိုင်တယ်ကနအဲ့တော့ကျွန်တော်တို့အချာကနန်းတွေကိုပေါ့စဉ်းစားအောင်လဲနှစ်တလုံးနဲ့လည်းခုနကကျွန်တော်ပြတ်ပြီနော်အဲ့တော့ဒီမှာတရားကနန်းတွေကဒါဆုံးပြီ24 26 20ပေါ့ဗျာနော်နှစ်လို့ထွက်ရင်ဒီကနန်းတွေကိုကျွန်တော်ကြိုက်တယ်ခုနက28တို့29တို့ကတော့ခမလို့ကြိုက်ရင်ကိုယ်ကိုထည့်ပြီးတော့ထိုးနော်အဲ့တော့တေချာတာတော့ကျွန်တော်တို့ဒီကောင်ထိမှာနော် ဒီကောင်ကနေကုန်စာထိမယ်ကီးအော်ကီးဆိုတော့ဒီထဲကထွက်နိုင်တဲ့ကဏ္ဍကကျွန်တော်တစ်လုံးချင်းပြန်ခွဲပြောင်းမယ်အဲ့တော့58ဆိုတဲ့ကဏ္ဍနှလုံးကတစ်လုံးဆင်းမယ်အဲ့တော့ဒီ9ဆိုတဲ့ကဏ္ဍကတပွဲထွက်နိုင်တယ်ကဏ္ဍသူကဒါမနေ့ကပွဲတိုင်းလာမယ်เนาะကျွန်တော်ဒီမှာတစ်ချက်ပြမယ်မနေ့က35ဆိုတော့ကတစ်လုံးကြမယ်ကျွန်တော်တို့ တစ်ဆိုတဲ့ကဏ္ဍကတပွဲကြနေတဲ့ကဏ္ဍသူတိုင်းကောင်းရင်31တစ်ဆိုတဲ့ကဏ္ဍကျွန်တော်တို့ညနေမှာပေါက်တာနော်ဒီကောင်လည်းကျွန်တော်တို့သူတိုင်းကောင်းရင်ကျွန်တော်တို့59ဆိုတဲ့ကဏ္ဍတပောက်ပဲရမှာဒီ89ဆိုတာတော့ခမကိုကြိုက်ရင်တော့ထို့ပေါ့ကျွန်တော်တို့မကြိုက်ဘူးဟုတ်ပြီနော်ကဲတော့ ကျွန်တော်စီးထားတဲ့ကဏ္ဍလေးတွေပြမယ်နော်ကျွန်တော်ပြောချင်တာကခင်ဗျားတို့ကိုဒီနေ့ပွဲမှာစိတ်မချတဲ့ကဏ္ဍကဒီကဏ္ဍ၃ခွက်ရဒီ၄နဲ့ပတ်သက်တဲ့ကဏ္ဍဒါတွေကိုသတိထားဖို့လိုတယ်ဒီနေ့ကြောက်ကိုကြောက်မှာနော်ဒီ၂နဲ့၄ကအဲ့တော့၂နဲ့၄ကကြောက်မဲ့ထဲကကျွန်တော်ဆယ်ပြည့်ဆယ်ပြည့်ကိုပို့ပြီးတော့သဘောကျတယ်နော်ကျွန်တော်ဒီနှစ်ခွက်အကြိုက်ဆုံးပဲ၄ဆို ညကြီးလေးကလည်းထွက်တော့။ Yeah. လောပေါလို။ကတားသူထိုးအမေကလည်းနီးပြမှာကြာနော်။ကျွန်တော်ရေးထားတာဒီတိုင်းပဲ။အဲ့တော့လုံးပိုင်ဟမ်။လေးနော်။ဒီနေ့အတွက်ဘန်ရှိနေတဲ့ကဏ္ဍကလေးပဲ။နော်အဲ့တော့ကျွန်တော်တို့မနေ့ကထွက်တော်တဲ့ကနေ့ကကျွန်တော်တို့ပါတော့ မနက်စာကြီးမှာ48 4831ဒီကဏ္ဍကညီကင်ရင်ကျွန်တော်ဒီ၄ဆိုတဲ့ကဏ္ဍကထွက်ဖို့အများဆုံးပဲဒီကဏ္ဍ၄လုံးလေးကညီရင်ဒီ၄ပဲထွက်မှာအဲ့တော့ဒီကဏ္ဍနေတော့ကျွန်တော်မချိန်ဘူးသိပြီတော့နော်အဲ့တော့ဒီမှာ8နဲ့လည်းကျွန်တော်တို့ထည့်ထားတယ်အဲ့တော့ခုံကိုကြိုက်ရင်20ခုံဝန်းကျင်ကိုတုံးမယ်ခုံကိုကြိုက်ရင်ကျွန်တော်တို့ခုံ5ခုံ6ခုံ9 84 နှစ်ခုကြည့်ရင်25နှစ်ကို28 24လေနော်ဒီမှာကျွန်တော်ထည့်ပြထားတယ်အဲ့တော့လေးတလုံးကကြာရင်ဒီကနန်းနေတတိထားပေါ့လားနော်အဲ့တော့ကျွန်တော်ပြောပြပြီးခမတော်ကိုကျွန်တော်ဒီ save save rate ကိုကြိုက်တယ်နော်နှစ်တလုံးကိုဒီကောင်ကယူဆက်နော်နော်အပူထွက်ငန်းငန်းပရိတ်စဲနော်အဲ့တော့ကျွန်တော်တို့ဒီတုံကြနဲ့မကြိုက်ရင်ဒီကောင်ကြောက်လို့ရှိတယ် ဒီနေ့ပွဲတုံရနဲ့မကြိုက်ဒီကောင်ကြမှာနော်ပရိတ်30နော်အဲ့တော့၄6ဆိုတဲ့ကလန်းကြီးကို view ဆိုင်ပါဒီနေ့ပွဲကိုနော်၄6တို့52တို့နော်အဲ့ဒါလေး view ဆိုင်ပါ၄နဲ့အဲ့တော့ကျွန်တော်တို့ကဒီထက်ကတင်ကနန်းဘာရွေးကြဘာရွေးမလဲတင်ကနန်း ဒီမှာတော့ကျွန်တော်တို့မနက်စာညစာထိမှန်ဟောခင်ဗျားတို့ကိုကျွန်တော်ပြပေးပြီကျွန်တော်မနေ့ကအလွတ်လုပ်ရတဲ့ခဏလေးကြည့်လိုက်မနက်စာတို့ထိတာနော်အခုမနက်စာထိရင်ဒီခဏထိအဲ့လိုမှမဟုတ်ရင်ဒီမှာကျွန်တော်ဒီကောင်ကိုခောက်ဒီခဏထိသူလည်းထိနေမနက်မနေ့ညထိတာမနေ့ကတူတယ်ခဏနေဒီနေ့မတူဘူးနော်ကွန်ထရောမင်းကြီးပါ အဲ့တော့ဒီကီးညီးရမယ်ဒီကီးရကပြီးမယ်ဆိုရင်ဖြစ်မယ်ငါးကိုးဆိုတဲ့ကဏ္ဍမှာကျွန်တော်ထိုးအောင်နော်ကိုးရှစ်ဆိုတော့ဤရတော့မကြိုက်ဘူးနော်ဟုတ်ပြီနော်အော်ဒီကီးကကျွန်တော်တို့ဒီငါးရှစ်ကတလုံးထိရမှာဖြစ်တဲ့အတွက်ဒီကိုးတလုံးကအခြားကဏ္ဍနေနဲ့တွဲမှာကြောက်ရတယ်အဲ့တော့ကိုးလို့ကြရင်တော့ဒီမနက်စာယူထမှာဟုတ်လားကိုးလို့ကြရင်ဒီမနက်စာယူထမှာဒီမှာခွန်ကိုးလို့ရှိနေတယ် နော်အဲ့တော့ကျွန်တော်တို့ကဒီလုံးပိုင်လေးကိုကျွန်တော်တို့ကချောကားဖြစ်တော့ဒီကောင်းလေးနဲ့တွဲပြရမယ်နော်မတွဲရင်ဖြစ်မပေါက်နိုင်ဒီ28နဲ့တွဲမယ်လောလောဆယ်နော်ကျွန်တော်တို့လေးကိုတွဲเสียရဆိုရင်2ခုရှိမယ်5ရှိမယ်ဒီမှာခုံကိုရှိဟုတ်ပြီနော်ကဲတော့လုံးပိုင်လေးလေးကျွန်တော်ပြပြပြီ1 chain နဲ့ကျွန်တော်ပြပြပြီနော် အဲ့တော့မနေ့ကထွက်သွားတဲ့ဝန်ကြီးကျွန်တော်တို့အရာ24ဆိုတဲ့ကောင်ကြီးကဒီနေ့ကျွဲဝန်ကြီးနဲ့ဖြစ်တယ်လုံးဝနဲ့ဖြစ်တယ်နော်ဒီပါနော်ဒီစကောအဲ့တော့သူကတော့မာတယ်ဗျဒီလေးကမာတယ်ဒီနေ့ပွဲနော်လေးမာပါတယ်လေးတလုံးကိုအများတော့ဒီတလုံးကိုအဓိကမှားကျင်တော့ကျွန်တော်ဆေးပြီဆေးပြီထိုးစီကျင်တယ်နော်ဆေးပြီဆေးပြီထိုးစီကျင်တယ်၄၀လို့ 46လို့ဒီလိုကဏ္ဍမျိုးတွေထုတ်ကြည့်ရှင်နော်ဟုတ်ပြီနော်အဲ့တော့မနေ့ကဒီကောင်းလိုမျိုးကျွန်တော်တို့85ကို85ကို9လို့မထွက်ဖက်နဲ့ကျွန်တော်တို့က8လို့ထွက်တဲ့အတွက်ဒီနေ့ပွဲမှာ96လို့ရှိရင်နော်ဒီ9မကျန်ရင်ဒီ6ကြီးနဲ့46လို့ပွဲပြန်တယ်ဓမ္မကြီး84နော်ဒီမှာထွက်ရင်55 46ပေါ့ဗျာနော်ဒီကောင်းဟုတ်ပြီနော် ကဲတော့အားလုံးပဲဒီနေ့မနက်စာပေါက်ကြပါစီလို့ဆုတောင်းပါတယ်နော်ဒီနေ့မနက်စာပေါက်ကြပါစီခင်ဗျားတို့အားလုံးကိုပေါက်စီခြင်းပါတယ်လို့နော်ပေါက်စီခြင်းပါတယ်အဲ့တော့ဒီနေ့မနက်စာကိုခင်ဗျားတို့ဒီနေ့တနေ့ကုန်လုံးကို40 46ဒီနှစ်ကွက်ကိုမမေ့ဖို့ကျွန်တော်မှတ်ကြပါတယ်ဗျာနော်ဟုတ်ပြီလားကဲအားလုံးကိုချစ်ပါတယ်ဘာဘာငါ့ကို